အပြင်ဘက်အသားအေးတွေကလည်းဝင်ရောက်လာကြပါတယ်။ဒိုးရရင်ပြန်ချင်းမသွားခင်မှာပဲထိုဆွေယူအားကြောင့်မူလခိုင်းစီကိုဆွေယူခံရရပါတယ်။ကောင်းကင်ကမြေခိုးတွေနဲ့ဖုံးလန်းနေပြီးမြေခိုးတွေကမြေတစင်းလိုမြေကြီးထဲကိုစီးဝင်သွားပါတယ်။အပြင်ဘက်အသားအေးတွေကလည်းကြောက်လန့်သွားတဲ့ပုံရပါတယ်။အာလုံကနောက်ဆုတ်သွားပြီး အနီးမကပ်ရဲကြတော့ပါဘူးမူလားဆွမ်းအိတ်နဲ့မြို့ခိုးမြောက်များကိုဝလင်းကအမြန်ဆန်နဲ့ဆုပ်ယူလိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုပ်ကြပါလေမိုးကြိုးတန်နေရဆက်လက်ထပ်ပေါ်နေပြီးဝလင်းရဲ့အယိုးတွေကမြုံနိုင်လောက်မြန်တဲ့အမြန်နှုံနဲ့ပြန်လဲဖယ်စည်းလာပါတယ်အယိုးပိဒုက္ခကိုရင်ဆိုင်ရင်သူ့ရဲ့အယိုးတွေကပြန်လဲစုစည်းလာပါတယ်ဥကောင်းခုနဲ့လေပင်မှပဲပြန်ပေါ်လာတာမဟုတ်ပါဘူးဝလင်းရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးမှပြန်လဲဖယ်စည်းလာပါတယ်အယိုးပိဒုက္ခအစွမ်းထပ်ပေမဲ့ဝလင်းရဲ့စန့်ကျင်တဲ့စိတ်ဆန္ဒနဲ့ အပင်းထန့်ယုံကတ်မှုကြောင့်နောက်ဆုတ်သွားပါတယ်။အယိုးတွေပြန်လဲဖက်စီလာတာကိုလုံးဝမတားနိုင်ပါဘူး။မိုးလောတိုက်ရဲ့ကီလိုမီတာ50အတွင်းကမူလဆွေကျယ်မြူအားလုံးကလည်းဆွေယူခံလိုက်ရပါတယ်။အဝေးကနေကြည့်ရင်ကြီးမားတဲ့ဝဲကဲတစ်ခုကဖြစ်လာပြီးမူလခံရဝဲကဲရဲ့အလဲပဟုမှာရှိနေပါတယ်။ပိုဝေတဲ့နေရာမှာစူးရည်နဲ့ဖုံးလွှမ်းနေတဲ့ကြီးမားတဲ့ချင်းသိပ်ပုံတရံတားရဲတဲ့ခေါင်ကမိုးလောတိုက်စီကိုလောဘကြီးတဲ့အကြည့်နဲ့ဥတီလာပါတယ်။အစင်းရှိတားရဲ့အချိန်ကပြန်လဲလာတဲ့အခါဘဲတားရဲကမှနီးကပ်မလာရေးကြတော့ပါဘူး။ ကီလိုမီတာ90အတွင်းရမူလဆွမ်းရည်အားလုံးကဒလဟောစီဝင်းနေပြီမဲ့လုံလောက်မှုကမရှိသေးပါဘူးဝင်လင်းရဲ့ခနာကိုအပေါ်ပိုင်းကပြန်လည်ဖယ်စီးပြီးသွားပြီဖြစ်ပြီးအောက်ပိုင်းကတော့ဆက်လက်ဖယ်စီးနေသေးပါပတ်ဝန်းကျင်ကီလိုမီတာ900အတွင်းရမူလဆွမ်းရည်ကိုဆွဲယူရင်ဆက်လက်စီးဝင်းနေပါတယ် ိုဝေကြီးရဲ့ကြီးကဒေတာတဝဲကမူလဆွေရင်နဲ့ကျင်မြူတွေကိုလှုပ်ခတ်စီမိမယ်ခြေထွင်းမှုကတော့မရက်သွားပါဘူးမိုးလောတိုက်ကြီးနဲ့ရှင်ကီလိုမီတာ900ဆိုတဲ့အကွာဝေးကဘာမှမဟုတ်တော့ပါပဲကီလိုမီတာ1500 2500 9000 1000ခွဲကီလိုမီတာ9000ကီလိုမီတာ3000ခွဲကီလိုမီတာ9000 မိုးလောတိုက်ကြီးရဲ့ကီလိုမီတာ9သိန်းအတွင်းရမြို့နယ်မူလဆွေရင်နေရာအယူမှုဖြစ်သွားပြီးတိုက်ကြီးထဲကိုစီးဝင်လာပါတယ်။တိမ်ပင်လေထဲကလူအနေငယ်လောက်ပဲကျင်းမြူတွေကဘယ်အလားလဲဆိုတာသိကြပါတယ်။ထိုကျင်းမြူတွေကအမျက်ရှိခဲ့သူလိုပဲပြန်ကြည့်မယ်ဆိုရင်ကောင်းကင်ဘုံနယ်ပယ်ကပြုတ်ကွဲပြီးရှီယောင်ကောင်းကင်ဘုံနယ်မြေရှိနေတုန်းကလည်းထိုမြူတွေကရှိနေခဲ့လိမ့်မယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ကျဲမြူတွေရဖရလေဆိုတာတိမ်ပင်လေတွေရချင်းချင်းသူတွေအတွက်ရှင်းပြဖို့ကခက်ခဲတဲ့မေကုံးမှာထိုကျဲမြူတွေเจ้าကိုတိမ်ပင်လေမှာတောင်မောက်ဖွေရတာအီးတွေကပြင်းနေရဆိုတာကိုပဲသူတို့ကသိကြပါတယ်ဝလင်းကကျဲမြူတွေရဖရလာလဲဆိုတာမသိပါဘူး သူဝရင်မြူရီယာသူ့ရဲ့ပြန်လဲဖက်စီးနေတဲ့အယိုးရီနဲ့ပေါက်ဆက်သွားတဲ့အခါထူးဆန်းတဲ့ခံစားချက်ကိုရခဲ့ပါတယ်သူဝရင်အကြောင်းရင်းကိုတော့သူကနားမလည်နိုင်ခဲ့ပါဘူးမိုးလောတိုက်ကြီးရဲ့ကီလိုမီတာ9သိန်းအတွင်းကမူလာဆွေင်းနေရဒလဟောစီးဝင်လာတဲ့အခါဝန်လင်းရဲ့6ရောက်တည်းကပြန်လဲဖက်စီးလာပါတယ်ပောက်ကွဲထွက်လာတဲ့ကြီးမမှုနှုံးကအယိုးကပ်ပေးထက်ပိုပြီးတော့ပြင်းထန်ပြီးခဏအကြာမှာသူ့ရဲ့ဘဲ6ရောက်ကပြန်ဖက်စီးလို့ပြီးသွားပါပြီညာ6ရောက်ကလည်းမကြခင်မှာပဲပြန်လဲဖက်စီးလို့ပြီးစီးသွားပါတယ်ခနာကိုထရယယိုးအလုံးကိုပြန်လဲဖက်စီးပြီးရဲ့တော့ယိုးပြီးတော့ခါပြတ်ွက်သွားပါတယ်သူဝရင်ကပ်ပေးရမ ပြီးသေးပါဘူးအယိုးရီယာပြန်ကောင်းသွားပြီးရဲ့နောက်အယိုးရီယာပေါ်လာပြီးအယိုးရီရဲ့ပလက်မှာအသားရီယာပြန်လဲဖယ်စည်းလာပါတယ်ဒိုဝါရင်အသားရီယာပြန်ပေါ်လာတဲ့ချက်ချင်းပဲပြုတ်ခွဲသွားပါတယ်အသားကပ်ဘေးကရောက်လာပြီးအသက်ဆွန်းရင်းကိုကုန်ဆုံးစေပါတယ်ဝမ်လင်းကထိုးအချိန်တွေအတွက်ချူတင်ပြင်ဆင်ထားပြီးသားပါအသားကပ်ဘေးကစတင်လာတဲ့ပုံရင်းကုပ်ဘွားသူ့ရဲ့ပါဇက်တော့ကနေသွေးမြောက်ကိုတုတ်ပြီးတလုံးအနေရာကိုဖွင့်လိုက်ပါတယ်ရှေးအောင်နှဖျားနေမီကနေရရှိခဲ့တဲ့လက်တိဆုပ်ရွယ်သွေးကြောက်တုံလေးကထွက်လာပါတယ်မူလားခဏကိုရဲ့အသက်ဆွန်းရင်းအနေငယ်ကိုထင်းထင်းထားနိုင်ဖို့အတွက်သွေးကြောက်တုံလေးကိုအသုံးပြုခဲ့ပြီးကြံနာရီတို့ထို ုံးနေရာမှာအသုံးပြုမှာပါ အခုချိန်မှာထိုသွေးကြောက်တွေကထွက်လာပြီးဝလင်းရဲ့အရိုးပေါ်ကိုကြောက်သွားပါတယ်ကြောက်တာနဲ့အရိုးတွေထဲကိုစိတ်ဝင်သွားပါတယ်ဝလင်းကသွေးကြောက်တွေကိုထုတ်လိုက်တာနဲ့စုပ်ခွသွားတဲ့တာရဲ့ယူအလုံးကရက်တန့်ပြီးတိုက်ကြီးကိုကြည့်ကဟင်းအောင်လာကြပါတယ်သူတို့ရဲ့မျက်လုံးတွေမှာယူသွမှုတွေဟာရှိနေပြီးသွေးကြောက်တုံးတွေဟာသူတို့အတွက်အကောင်းဆုံးအဟာရဖြစ်နေတယ်လို့ပါပဲအနိုင်ရတာနဲ့ဘာလို့မဆိုလို့ဖို့အတွက်အသင့်ရှိနေကြပါတယ်ဟင်းဟောက်တန်တွေကစရိုက်ထွက်ပေါ်လာပြီးတာရဲ့တွေကမိုးလုံးတိုက်ကြီးစီကိုချက်ချင်းပဲပြန်လဲလာကြပါတယ်အဆင့်၅အဆင့်၆အဆင့်9တွေကလည်းပေါင်းဝင်ပါတယ်အလုံးကယူသွစွာနဲ့ဒလဟောပြေးဝင်လာပါ ါပါတယ်မူလကံရအချင်းချင်းသူတွေကထိုးဖြစ်ဖြစ်ကြောက်အန်းတင်သွားပါတယ်ပြင်းဝင်လာတဲ့တားရည်တွေကြောင့်လှထလာကြပါတယ် ဝယ်လင်းရဲ့ခနာကူကသွေးကြောတွေကိုဆုပ်ယူပြီးတဲ့နောက်အယိုးလေးပေါ်မှာသွေးလိုက်နေရပေါ်လာပါတယ်။မူလဆွေရင်နဲ့ကြိတ်မြူတွေစီးဝင်လာတဲ့အများသွေးလိုက်နေတခြားအသားတွေရဖက်စည်းလာပါတယ်။ထိုးချိန်မှာတားရည်တွေဟင်းရောက်တန်မြေကြီးထဲကိုဝင်ရောက်လာပါတယ်။ပုံအေးကုတ်ပွားရဲ့မျက်လုံးတွေမှာတက်ဖက်လို့တဲ့စိတ်များပေါ်လာပြီးမူလခနာကူရဲ့မျက်လုံးတွေကလည်းတစိမ့်လိုမျိုးတောက်ပါလာပါတယ်။ကွဲတန်ရောက်ထပေါ်လာပြီးမူလခန္ဓာကိုယ်ကပေ3000အနီးတမန်လူရဲစားထိကျုပ်သွားပါတယ်ပုံအေးကိုယ်ကထွက်လာပြီးမူလခန္ဓာနဲ့ပြန်လဲပေါင်းစည်းသွားပါတယ်မူလခန္ဓာကိုယ်နဲ့ပေါင်းစည်းပြီးတဲ့နောက်ဝင်လင်းကမော့ကြည့်လိုက် ပြီးမေယောက်ကနေထွက်လာပါတယ်ဒတုံးတုံးအတန်တွေကလည်းမေယောက်ကနေထွက်ပေါ်လာပါတယ်ဝလင်းကမေယောက်ကနေထွက်လာတဲ့တာရီအလုံးကယူသွစွာနဲ့သူ့စီကိုပြေးဝင်လာကြပါတယ်ဝလင်းရဲ့မျက်လုံးထဲမှာအစ်ဆတ်မှုများဖြစ်ပြီးသွားပြီး ရေပွဲလူမျိုးတားရဲတကောင်ရဲ့ရှေ့ကိုရောက်သွားကညာလန်နဲ့ထိုးလိုက်ပါတယ်ဒုံဆုတဲ့အတန်ကြီးနဲ့အတူတားရဲရဲ့ခန္ဓာကိုယ်ကတုန်ခေါသွားပြီးသွေးရည်ရနေရာနှောင်းပန်ထွက်ကသွေးမြူတွေရဖြစ်ပေါ်လာပါတယ်ဝိညာဉ်ရပါကွဲကြည့်သွားပြီးမြမမြရတဲ့စွန်းရင်တစ်ခုကပေါ်လာပြီးဝင်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်ထိုမမြရတဲ့စွန်းရင်ကတားရဲရဲ့အသက်စွန်းရင်ဖြစ်ပြီးဝင်လင်းရဲ့လူအဆုံးပစည်းပါထိုအသက်စွန်းရင်ကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့အခါမူလခန္ဓာကပုံမြန်မြန်နဲ့ဖယ်စည်းလာတာကိုဝင်လင်းကတိတစွာနဲ့ခံစားရပါတယ်ဝင်လင်းကနောက်ထပ်တားရဲတစ်ခုစီကိုအမြန်ပြေးသွားပြီးထိုးလိုက်ပါတယ်ပုံအိဒီယာ ျန်ရင်းနေသူတို့လှုပ်ရှားရင်းထိုးနေပါတယ်မိုးလောတိုက်ကြီးပေါ်သွေးရည်ရရွာချနေပါတယ်ဝင်လင်းကဆွတ်ယူထားတဲ့သွေးကြောက်တုံးလေးကိုစားတော့ဖို့တားရည်ရရစူးစားပြီးမှမောင်မင်းခင်မှာပဲတကောင်မီတကောင်ပောက်ခွဲသွားပါတယ်ကောင်းကင်းမှာမိုးကြိုးပစ်တဲ့နေရာဟိမ့်ထွက်လာပါတယ်ဝင်လင်းကချစ်တလန်းလန်းပြီးမွေကြီးတကောင်ရဲ့ဘေးကိုရောက်သွားပါတယ်ဝင်လင်းကိုမြူချဖို့အတွက်ဗဇက်ဟားလိုက်တဲ့အခါ ဝယ်လင်းရဲ့လက်တီးယားမွေပါဇက်ပုတ်ကိုကြောက်ရွံ့သွားပါတယ်ဒုံဆိုတဲ့အတန်တွေရောက်ထပ်ပေါက်လာပြီးမွေရဲ့အသက်ဆွေးင်းကဝယ်လင်းရဲ့ခနာဝူထဲကိုဝင်ရောက်သွားကမွေပါဇက်ကြီးကပောက်ကွဲသွားပါတယ်ခနာအတွင်မှာပဲတားရဲတရာကျော်ကတည်ဆုံးသွားပါတယ်သူတို့ရဲ့အသက်ဆွေးင်းတွေကိုဆုပ်ယူပြီးရင်တော့ဝယ်လင်းကသူ့ရဲ့ခနာမှာအတိုင်းမသိကောင်းမွန်တဲ့ခံစားချက်ကိုရလိုက်ပါတယ်မျက်လုံးတွေကတောက်ပလာပြီးနောက်တစ်ချိန်ပြေးထွက်သွားပါတယ်တားရဲတစ်ခေါင်ပြီးတစ်ခေါင်ပောက်ကွဲသွားပါတယ်ပုံနေတဲ့ချင်းချင်းသူတွေကထိုးရအောင်မြင်တော့အန်းတင်သွားပါတယ်အထူးသဖြင့်လီရှန်းတုံးနဲ့အဖွဲပါလူရန်ဖေးရတော့ချိုးတင်ပစ်စင်နာကကြောင်းအနေငယ်စိတ်အတရရသွားပါတယ် ။ဒိုဝါရင်လီရှန်တုံကထိုးရအလုံးကိုအန်အုံးတကြီးနဲ့ငေးကြည့်နေပြီးသူ့ဖေကအကြီးကဲနှစ်ယောက်ကလည်းပါဇက်အဟုံးသားဖြစ်သွားပါတယ်။ဘိုးဘေးဦးလေး၊ "तू ကဘိုးဘေးဦးလေးပဲ။အဲ့ဒါအစင်းထောက်သားကြီး။ဒါပေမဲ့ဘိုးဘေးဦးလေးရဲ့လက်သေးတစ်ချက်ထင်းနဲ့တိတ်သွားရတယ်။ထိုးချိန်မှာအဝေးကတားရဲတဲ့ကောင်ဝင်ဟိန်တန်ထွက်လာပါတယ်။မိုးကုတ်ဆောင်ပိုင်းမှာစူးရီနဲ့ဖုံးထားတဲ့ပင်းနှထောင်းအွေချင်းသိမ့်ပုံတံတားရဲတဲ့ကောင်ကပြေးဝင်လာပါတယ်။ပေါ်လာနဲ့ပဝင်းချင်းရတားရဲအလုံးကနီးစပ်ဖို့မလိုလားသလိုပြန်ကျဲသွားပါတယ်။အစင်းရှိဓာတ်ချင်းသိမ့်တားရဲ။ လီရှန်းထုံးရဲ့မျိုးလုံးတွေကကျင်းသွားပြီးဘေးကအကြီးကဲနှစ်ယောက်ကလည်းအမေနီတန်ကိုပေးလိုက်ပါတယ်လူရန်ဖီယာကအသက်ရှူတန်တွေမြန်လာပြီးစိုးရင်တဲ့အမူအရာတွေကိုပြလိုက်ပါတယ်ဝက်လင်းကရုတ်တရက်ခေါင်းမွှတ်လိုက်ပြီးမျိုးလုံးတွေကတောက်ပလာပါတယ်ကျဉ်ကျန်သူအားလုံးရဲ့မရှိရှိမှာပဲအင်အားကြီးအဆင့်ရှိသားရဲ့စီကိုကြဲကြဲတစင်းလို့ကောင်းကင်ထေကိုပြန်တက်သွားပါတယ်မိုးကြိုးထက်ပို့ပြီးတော့မြန်ပါတယ်ချင်းသိမ့်နာကိုနီးကပ်လာတဲ့အခါဝက်လင်းကဘဲခြေထောက်နဲ့ရက်စစွာကန်လိုက်ပါတယ်ကောင်းကင်တုံ့ဟီသွားတဲ့ဟိန်းတန်ကြီးကလည်းထွက်လာပြီးအင်အားကြီးတဲ့သားရဲ့ခန္ဓာကိုယ်ကတုံခါကသွေးမြူအဖေးပောက်ကွဲသွားပါတယ် အသက်ဆွမ်းရည်အမြောက်အများဝန်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်အစင်းရှိတိုင်းစီရနဲ့အသက်ဆွမ်းရည်အမြောက်အများကိုခံစားနေတဲ့နဖျားတစ်ပါးလိုပါပဲပဝင်းချင်းရတိတ်ဆိတ်သွားပြီးကြီးညံ့သူတွေရဲ့လောဘကလည်းပျောက်ကွက်သွားကကြောင်ရုံမှုနဲ့စာထုခံလိုက်ရပါတယ်ကြီးညံ့သူအလုံးကထုံမြင်ခွင်းကိုမြုံနိုင်စွာနဲ့ငေးကြည့်နေပါတယ်အစင်းရှိလီရှန်တုံကလည်းအန်အန်တင့်သွားပြီးစိတ်ကဗလာဖြစ်သွားပါတယ်သူ့နောက်ကအကြီးငယ်နှစ်ယောက်ကလည်းလုံအောင်မှင်တက်နေပါတယ်သူတို့ကလုံအောင်တုံလို့သွားကြပါတယ်ကြီးမားတဲ့တားရဲတကောင်ကိုတစ်ချက်ထင်းနဲ့တလိုက်နိုင်ပါတယ်အစင်းရှိတားရဲတကောင်က နိဗ္ဗာန်ဖြတ်စည်းသူနောက်ဆုံးအဆင့်ချဉ်းညံ့သူတယောက်နဲ့တိုက်ခိုက်နိုင်ပေမယ့်ယသနာတွေကိုတော့အသုံးမပြုနိုင်ပါဘူး။သူနားလေတဲ့နိယမောက်ကိုပဲနိပညာအနေနဲ့အသုံးပြုနိုင်ပါတယ်။သူဝရင်ထိုရာအဆင့်ရှိသားရဲ့ပါ။တိမ်ပင်လေမှာအဆင့်ရှိသားအိတ်ကိုချစ်ချင်းတတ်နိုင်တဲ့ချဉ်းညံ့သူကအင်အားကြီးတဲ့လူတွေထဲမှာပေါဝင်နိုင်လောက်အထိအစွမ်းထက်ပါတယ်။လီရှန်တုံးရဲ့အဖွဲကထိုရာအလုံးကိုမှင်းတက်နေကြပါတယ်။သူတို့မမြင်မှုတဲ့ဘိုးဘေးဦးလေးကလှိုးဝက်ဆန်းချက်မှုတွေနဲ့ပြင်းထန်နေရလို့ခံစားရပါတယ်။ဝင်လင်းရဲ့တေးဥမှန်ကိုတန်တရားရှိပေမဲ့တွေ့ချင်းမရှိပဲလစ်လို့ရှူလိုက်ကြပါတယ်။ဒီလိုအစွမ်းထက်တဲ့ချဉ်းညံ့သူဟာငါတို့ရဲ့မူလခိုင်းမှာရှိနေရနေတယ်။ အစင်ငါးနဲ့မျိုးငါတို့ရဲ့မူလခံရလွှမ်းမိုးဖို့အတွက်အချိန်တစ်ခုပဲလိုတော့တယ်လီရှန်းတုံးနဲ့အကြီးကဲနှစ်ယောက်ကတယောက်နဲ့တယောက်စိတ်ထဲအခွန်အားအပြည့်နဲ့ကြီးလိုက်ကြပါတယ်ဝက်လင်းကအစင်ချောင်းနေမြာနိဗ္ဗာန်ဖြစ်စီသူကြီးညံ့သူတယောက်ကတက်ခဲ့တဲ့ဆိုတော့သူတို့ကသိမယ်ဆိုရင်ပို့ပြီးတော့နောက်မှာအန်းတင်သွားပါလိမ့်မယ်ကြမ်းတမ်းတဲ့တားအိတွေကဝက်လင်းရဲ့အင်အားကိုမြင်တော့မျိုးလုံးထဲကလောဘအလုံးကပြောက်ကွယ်သွားပြီးကြောင်းမှုနဲ့စားထုတ်ခံနေရပါတယ် တို့ကချက်ချင်းပဲထွက်ပြေးပြီးမိုးလောတိုက်ကြီးရဲ့နင်းမိတ်ကနေထွက်သွားပါတယ်။ဝလင်းကပဝင်းချင်းကကြီးညက်သူတွေရဲ့အတွေ့ကိုဂူးမဆိုင်ပါဘူး။သူကအဆင့်ရှိသားရဲ့အသက်ဆွေးင်းကိုဆွတ်ယူပြီးအသားပြီးဒုက္ခကိုတွန်းလှန်နေပါတယ်။အသက်ရှူချိန်ပေါင်းများစွာအပြီးမှာဝလင်းရဲ့မျက်လုံးတွေကတောက်ပလာပြီးစုပ်ခွနေတဲ့ကြမ်းတမ်းသားရဲ့တွေကိုကြည့်လိုက်ပါတယ်။ သူကအသက်ဆွမ်းနေရရေသိမ်းသူတယောက်လိုရှေ့ကိုတိုးဝင်သွားပြီးထွက်ပြေးနေတဲ့ကြမ်းတမ်းသားရဲတစ်ခုစီကိုချက်ချင်းပဲရောက်သွားပါတယ်။သူကသားရဲကိုဓာတ်ရိုက်ထိုးလိုက်တာနဲ့တွေးနေတဲ့အသက်ဆွမ်းကမိုးရသူလိုကြားလာပါတယ်။ဝင်လင်းကမိုးကြိုးလိုကောင်းကင်မှာယူလျားနေတဲ့အချိန်အလင်းနီးရတစ်ဖက်ဖက်နဲ့လက်နေပါတယ်။အလင်းတစ်ချက်လက်တိုင်းသားရဲတစ်ခုကပြိုလဲသွားပါတယ်။ချက်ချင်းပဲဝင်လင်းကသူ့နောက်ကမိုးလို့တိုက်ကြီးရဲ့ပြင်ပကိုလိုက်သွားပါတယ်။အလင်းတန်းနေရဆက်လက်ဖြစ်ပေါ်နေပြီး အဟိတန်နေရာကျေစုံကောင်းကင်တခြားကိုပိတ်တင်ထပ်သွားပါတယ်။တွင်းကြောက်တုံးကြောက်ဆွဲဆောင်ခံရတဲ့ကျန်တဲ့သားရဲ့အလုံးကိုစောက်ကျုံနေတာအစူလိုက်ပြုံလိုက်တက်ဖြတ်မှုပါ။ထို့အစူလိုက်ပြုံလိုက်တက်ဖြတ်မှုက9မိနစ်လောက်ကြာပြီးဖြည်းဖြည်းနဲ့အဆုံးသက်သွားပါတယ်။နောက်ဆုံးတော့မူလောတိုက်ကြီးရဲ့ကီလိုမီတာ9000အတွင်းမှာကျန်တဲ့သားရဲ့နေရာမရှိတော့ပါဘူး။လွတ်မြောက်သွားတဲ့သားရဲ့နေငယ်ဟာမပြေလို့မရတဲ့ကြောက်စရာကောင်းတဲ့အမှတ်တရတွေကိုတည်ဆုံသွားပါတယ်။မူလောတိုက်ကြီးမှာနဖျားလို့ကြီးညင်းသူတယောက်ကရှိနေပါတယ်။မူလောတိုက်ကြီးရဲ့ပက်လက်ဟာအကောက်ွယ်အသားစီးကိုပြန်လဲပြုပြင်ပြီးဘာမှမပြောင်းလဲသလိုပဲအရာအလုံးကပုံမှန်တိုင်းပြတ်ဖြစ်သွားပါတယ်။တို့ရတဲ့မူ လခံရကျဉ်းကျဉ်းသူအလုံးကြုံတွေ့ခဲ့ရတဲ့အံအသင်မှုကတော့ရှိနေစဲပါအခုချိန်မှာတောက်ပိုင်းချန်ဝင်ရဲ့အပြင်ဘက်မှာလီရှန်တုံးလူယန်ဖိန်နဲ့အခြားအကြီးကဲနှစ်ယောက်ကရင့်နေကြပါတယ်သူတို့ကထုံးနေရာမှာအချိန်တိုကြာရှိနေပေမဲ့စိတ်မရှိအနေငယ်လေးမှဖိကြပါဦးတောက်ပိုင်းချန်ဝင်တွေကကျဉ်းကျဉ်းသူအလုံးကိုအခြားချန်ဝင်သုံးဦးစီကိုပြောင်းရွှေ့လိုက်ကြပါတယ်လူယန်ဖိန်ရဲ့ဘေးမှာရှိတဲ့ရှူရန်လွေလို့အခြားတပည့်တွေကမကြံတော့ပါဘူးဒီစေးဘုံဝင်အပင်အလုံးကိုဘိုးဘေးဦးလေးကပြင်ယူလာတာလား ဒီရှမ်းတုံးရဲ့အကြီးအကဲခြံဝန်းတွေကစေဘဝင်အပင်လေးစီကိုကြောက်ထွားပါတယ်။ရှူရန်ကခုံကြီးတောင်မြင်ပြီးတဲ့နောက်သူ့မျက်နှာမှာဆဲလုရှာမှုတွေကပြင်းထန်နေပါတယ်။ယခုအချိန်မှာခြံဝန်းအောက်ကမြေအုပ်နဲ့နဲ့ထဲမှာဝလင်းကသူ့ရဲ့မူလခန္ဓာကိုယ်နဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ကျဉ်ကျပ်နေကြပါတယ်။သူ့ရဲ့မူလခန္ဓာကိုယ်ကပထမဆန်တက်မှုရဲ့နောက်ဆုံးအပိုင်းကိုခူးခန့်နေတဲ့အချိန်မှာအသားအပိုင်းစားတွေကပြန်ပေါင်းနေရလွဲလို့အများစုကပြန်ကောင်းနေပါပြီ။အချိန်ရဖြည်းဖြည်းနဲ့ကုန်ဆုံးသွားပါတယ်။တုံးရဲ့အကြမှာဝလင်းရဲ့ရင်ဘက်မှာအလင်းတစ်ချက်ကလက်သွားပြီးအသားဒုက္ခပြက်ကွက်သွားပါတယ်။ ူကပထမဆုံးစမ်းသပ်မှုရဲ့စမ်းသပ်မှုသုံးချက်ဘေးဒုက္ခနှစ်ခုတွေကဘေးဒုက္ခနှစ်ခုကိုအောင်မြင်စွာနဲ့ဖျက်ချနိုင်ခဲ့ပါပြီ။မူလခန္ဓာကတောက်ပတဲ့အလင်းတစ်ချက်ကိုပြသပြီးမျက်လုံးလေးကိုဖြည်းဖြည်းချင်းမှိတ်လိုက်ပါလေ။မမြင်ရတဲ့အချိန်ကတခုကပြန့်နှံ့သွားပြီးသူ့ရဲ့ရေပြားပို့ပြီးတော့ကြမ်းတမ်းလာကအရိုးတွေကပို့ပြီးတော့တန်မာလာပါတယ်။အခုချိန်မှာမူလခန္ဓာကရှေးအောင်နှဖျားအစစ်မှန်တော့ဖြစ်လာခဲ့ပါပြီ။အရင်လိုမပြေစုံမဟုတ်တော့ပါဘူး။မေးမတွန်းနိုင်တဲ့မူလစွမ်းအင်နဲ့လှုပ်ဝက်ဆန်းကျတဲ့မြို့ခိုးလေးကိုဝါမျိုးပြီးရင်တော့ မူလားခန္ဓာရဲ့ကျင့်ကြံမှုအစဉ်အားအလွန်အမတိုးတက်လာခဲ့ပါတယ်။သူ့ရဲ့နှစ်ဖူးကကျင်ကားပွင့်ရဲ့ဘေးမှာနောက်ထပ်ကျယ်တွင်ကထပ်ပေါ်လာပါပြီ။ ထိုကျဲကအနေငယ်မှုံသွားပြီးအပြေးဝအောင်ဖွဲ့စည်းရသည်ပေမဲ့ဝန်လင်းကိုအရင်ဦးမှပျော်ရှင်စေပါတယ်ရှီအောင်နှဖျားတွေဟာကြီးညံ့သူလိုမဟုတ်ပါဘူးကျဲတဲ့ဝင်းစီကိုရရှိဖို့အတွက်အလုံးအမခက်ခဲပါတယ်လွန်ခဲ့တဲ့အနှစ်တစ်ထောင်အတွင်းဝန်လင်းကခက်ခဲကြမ်းတမ်းမှုတွေကိုဖျက်ချော်ပြီးမေးမတွန်းနိုင်တဲ့အန်ရီတွေကိုဝန်ဆိုင်ခဲ့ရပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့ရှီအောင်နှဖျားခန္ဓာကိုကျဲ၅ပွင့်ထိရောင်းအောင် လုံနိုင်ခဲ့ပါတယ်ကျဲ၆ပွင့်ရမှုံသွားနေသည်ပေမဲ့အရင်အားထက်အင်အားကိုပုံမူပြီးတော့အသုံးပြနိုင်ပါတယ်ပို့ပြီးတော့အရေးကြီးတာရှီအောင်နှဖျားတစ်ပါးကျဲ၆ပွင့်အစင်းကိုရောင်းရင်သူ့ရဲ့ကိုယ်ပိုင်လာမင်းဖိမ့်မှန်စောင့်မှုကိုဖန်တီးနိုင်ပါတယ် ဝယ်လင်းရဲ့နှခမ်းတောက်မှာအပြုံးတစ်ခုကပေါ်လာပါတယ်ဝယ်လင်းကမူလဆွေရင်ကိုဆက်လက်ဆုပ်ယူပြီးသူ့ရဲ့လာမင်းဖိမှန်စောင့်မှုကိုစတင်ဖယ်ဆီးဖို့မူလခနာကိုတိုက်ကြည့်ရဲ့အနေဆိုင်နေရာမှာထားခဲ့ပါတယ်ဝယ်လင်းကမြေရောက်ကနေထွက်လာပြီးခြံဝန်းတရအိမ်ထဲမှာပေါ်လာပါတယ်သူကတပြင်းရှိချလိုက်ပြီးစိတ်ခံစားချက်ကအလုံးအမကောင်းမွန်နေပါတယ်ထို့မူလခနာကိုစံတမ်းမှုကိုအောင်မြင်တာတင်ပြလဲမှာသူ့ရဲ့ဆောင်းအလုံးအမတိုးပွားစီပါတယ် သူရဲ့ပုံရိပ်ကူပါနဲ့မူလခဏကိုဒါပေါင်းစပ်လိုက်ရင်နိဗ္ဗာန်ဖြည့်ဆည်းသူအစောပိုင်းကျဉ့်ညံ့သူတယောက်ကိုတက်ဖြတ်ဖို့ကအရင်လိုမခက်ခဲတော့ပါဘူး။ဒါပေမဲ့နိဗ္ဗာန်ဖြည့်ဆည်းသူကျဉ့်ညံ့သူအစောပိုင်းအလေလက်နှောင်းပိုင်းနဲ့အထုံးထိပ်အဆင့်ချောင်းမှာကွာဟတ်ချက်တရားတကယ်ကိုကြီးမာတယ်။ငါရဲ့မူလခဏနဲ့ပုံရိပ်ကူပါပေါင်းစပ်လိုက်ရင်နိဗ္ဗာန်ဖြည့်ဆည်းသူအလေအဆင့်ကျဉ့်ညံ့သူကိုရင်ဆိုင်တိုက်ခိုက်နိုင်မလားဆိုတာတော့မသိဘူး။ ဝင်လင်းရဲ့မျက်လုံးတွေကတောက်ပလာပြီးတကောက်ကိုတွန်းဖွင့်ကထွက်သွားပါတယ်ဝင်လင်းကပေါ်လာတဲ့အချိန်မှာနူးညံ့တဲ့လီဗင်းတစ်ချက်ကသူ့ရဲ့မျက်နှာကိုတိုက်ခတ်လာပြီးအလွန်တရုတ်တသက်ခံစားရပါတယ်အတားစီးကိုပြန်လည်ဖင်လိုက်တာကြောင့်ကောင်းကင်ကအပြောင်အဖြစ်ပြီးအဖြစ်ဝန်တိမ်တွေကိုမြင်နိုင်ပါတယ်ခြံဝန်းတွေကစေးပုံးရဲ့အပင်တွေကိုကြည့်ပြီးဝင်လင်းကဆွန်ပစ်ချက်တစ်ခုကိုချလိုက်ပါတယ်တိမ်ပင်လည်းထူးခြားတဲ့စေးပညာကိုသုံးပြီးသူ့ရဲ့ကျင့်ကြံမှုအစဉ်ကိုမြင့်တင်ဖို့အတွက်အချိန်ရောက်ပါပြီစဉ်းစားနေတော့မှဝင်လင်းရဲ့အကြီးအအပြင်ဘက်ကလူငါးယောက်စီကိုကြောက်ထွားပြီးမင်းတို့အားလုံးကဝင်လာလို့ရပြီ ူကဖင်ရင်းစွာနဲ့ပြောလိုက်ပါတယ်သူရဲ့အတန်တင်းငိမ်ပေမဲ့တော်ဝင်ဆဆန်လေးတန်းပါပါတယ်အပြင်ဘက်လူငါးယောက်ရဲ့နားထဲကိုရောက်သွားပြီးရင်တော့သူတို့အားလုံးကနှဆိုင်စွာနဲ့အသက်ရှူလိုက်ကြပါတယ်သူတို့ကတင်းမနေပေမဲ့လေးစားမှုနဲ့အထဲကိုဝင်သွားပါတယ်ရှူရန်ကပိုလို့တော့ဆဲလို့ရှားနေပြီးလူရန်ဖင်နောက်ကနေလိုက်ဝင်သွားပါတယ်လီရှန်တုံးနဲ့အဖွဲ့ကဝင်လာတဲ့အချိန်မှာတပည့်ရောက်ဦးလေးဘိုးဘေးအရှင်ကိုဂါရဝပြုပါတယ်ဦးလေးဘိုးဘေးအရှင်ကပြန်လာမှမသိခဲ့လို့နှုတ်ဆက်ဖို့အတွက်ပြက်ကွက်မိခဲ့ပါတယ်ကျေးဇူးပြုပြီးတော့ကျွန်တော်အပြစ်ပေးပါ သူကလေးစားစွာနဲ့ပြောလိုက်ပါတယ်စကားအနှင်းငယ်ပြောပြီးရနောက်အလုံးကထွက်သွားကြပါတယ်ရှူရန်ကလည်းထိုနေရာမှာမနေနိုင်တော့လို့လူရန်ဖေနဲ့အတူတောင်ပိုင်းအဆောင်ကိုပြန်သွားပါတယ်တောင်ပိုင်းခြံဝန်တစ်ခုလုံးကအခုဆိုရင်တပည့်တွေဝင်ခွင့်မရှိတဲ့ကန့်သက်နေမြေတစ်ခုဖြစ်သွားပါပြီတချိန်တည်းမှာပဲဝင်လင်းရဲ့အမိတ်ရရေသွင်းမြင့်စေးလုံးနေနဲ့စေးလုံးတန်းစင်ကြီးအမြောက်အများကိုသူ့စီကိုပို့လိုက်ကြပါတယ်တို့ရရင်ထိုစေးလုံးနေထဲမှာဘေးစေးလုံးကမှဝင်လင်းရဲ့မျက်စိကျစရာမရှိပါဘူးသူတို့ကြည့်ပြီးရနောက်စေးလုံးတန်းစင်ကြီးတွေကိုပဲတင်လာပြီးစေးလုံးတွေကိုတော့ယူသွားခိုင်းလိုက်ပါတယ်ဝင်လင်းကစေးပြင်း ညကိုလေးလာနေတော့မိုးလောတိုက်ကြီးရနေဝေးတဲ့နေရာမှာရှီလိုရှင်ရဲ့တည်ဆုံမှုကြောင့် YouTube ဖွဲ့ရှာဖွေမှုတစ်ခုကစတင်ခဲ့ပါတယ်အစင်းထောက်ဂိုင်းမျိုးကကျင်းညံ့သူတွေကိုတိုက်ကြီးတွေကိုစစ်ဆေးမှုအတွက်ဆေးလုခဲ့ပါတယ်အထူးဆိုရင်အစင်ငေါနေမီတွေကိုတော့တွားကြပါတယ်အစင်ထောက်နေမီကစတင်လှူရှားရနေအများတောက်စိမ်းနဲ့ဆေးလုံးတန်းစင်ဤသတင်းတွေကပြန့်နှံ့လာပါတယ်ထိုရာအစင်ခွနင်းနေမီကိုစိုးရင်စေပြီးအစင်ရှင်းနေမီရဲ့အိုင်ကိုပါဖန်ဆနိုင်ခဲ့ပါတယ်အစင်ခွနင်းနဲ့အစင်ရှင်းနေမီကလင်းတန်းနေရအစင်ငါးနေမီမှာဒစိမ့်ခတ်ထားတဲ့တော်ဝင်ကြီးစီကိုပြန်တန်းလာ ကြပါတယ်။တိမ်ပင်လယ်ရဲ့အနေဆိုင်ဆုံးနေရာချင်းမြူခိုးကအလွန်အမထူထပ်နေပါတယ်။နိုင်ပန့်ဖြစ်စည်းသူချင်းချင်းသူတယောက်အောင်တော့သူ့ရဲ့နှဖျားအယုံကိုပင်900အထိပဲဖျန်းချနိုင်ပါတယ်။ပင်စင်မှုမရှိပဲချင်းမြူခိုးရဲ့တခုံတိုးတိုးဝင်သွားတာကမျက်စိမိတ်ပြီးတော့ဝင်သွားသလိုပါပဲ။လမ်းပြောက်ဖို့ဆိုတာအလွန်အမလွယ်ကူပါတယ်။အစွမ်းထက်ဆုံးတားရည်တွေကထုံနေရာမှာနေထိုင်ကြပါတယ်။အထူးဆိုရင်နီးရမာတွေကိုနားလဲဖို့နီးပညာတွေကိုအသုံးပြုပြီးသူတို့ရဲ့ခန္ဓာကိုယ်မြူခိုးတွေနဲ့တံသားလေးဖျောက်လို့လုပ်ကြပါတယ်။ချင်းချင်းသူတွေကသူတို့မနှောက်ရှိုင်းသူတို့ကလည်းတိုက်ခိုက်ဖို့အတွက်စားမလုပ်ပါဘူး။ သူတို့နဲ့နှိုင်းရှင်ကြည့်မဲ့ဆိုရင်တဲမြူထေရချင်းချင်းတို့အနေငယ်ရလုံးဝတော့အရင်မပါတယ်ပြင်ပလူလိုပါပဲဒိုဝါရင်ထိုချင်းချင်းတို့အနေငယ်ထဲမှာပါဝင်တဲ့အစွမ်းတော့ကောင်းကင်းကိုလှုပ်ခွနိုင်တော့ပါတယ်ထိုအစွမ်းထက်တဲ့တားရည်တွေကတော့သူတို့ကိုကြောက်ရွံ့ပြီးချင်းကပ်ရဲမှာမဟုတ်ပါဘူးထိုရာတော့တိမ်ပင်လယ်ရဲ့အစင်ကုန်းနဲ့မြေပါအစင်ကုန်းနဲ့မြေရဲ့အဆုံဖျားမှာခုနှစ်ဆင်းကျဲပုံစံနေရာချထားတဲ့ချင်းချင်းဂျိုးခုနှစ်ခုအားရှိပါတယ် ထိုရာသူတို့ပလဲမှာအကောင်ဝဲတစ်ခုကိုဖန်ပြီးပေးပြီးသူတို့ကြားမှာဘာမှကွာခြားချက်မရှိစေပါဘူး။အခုချိန်မှာပုံစံအစဉ်ရဲ့ပထမအဆုံးဂျိုးပေါ်မှာအကာအကွယ်လွှာတန်ပေါင်းများစွာအောက်မှာမြက်ခင်းပြင်တစ်ခုဟာရှိပါတယ်ထိုမြက်ခင်းပြင်ပေါ်မှာမိုးထီအောင်မြင်တဲ့အဆောက်အဦးတစ်ခုကလည်းရှိပါတယ်ထိုအဆောက်အဦးကကောင်းကင်ကိုလညွှထိုးပြီးကျိန်စဲနေရပုံရတဲ့ကျဉ်းကျဉ်းသူတယောက်ရဲ့ရုပ်ထုပါပေါ်ပြခတဲ့တော်ဝင်ဆန်မှုတစ်ခုကထိုနေရာတဝိုက်ကိုလွှမ်းခြုံထားပါတယ် မြခင်ပြင်ရလဲလုံအောင်တိတ်ဆိတ်နေပြီးတခါတည်းရဝဉ္ညင်သားငယ်လေးတွေကပေါ်လာတတ်ပါတယ်သူတို့ကဆော့ကစားပြီးဝေးတဲ့နေရာကိုလှိမ့်မြန်စွာနဲ့ယူလီယာသွားကြပါတယ်အချိန်တော်ကြာပြီးရဲ့နောက်အလင်းတန်းတစ်ခုကမုတ်ကုတ်ဆော်ဝိုင်းကနေချင်းကပ်လာပါတယ်အလင်းတန်းထဲမှာအမျိုးသမီးတယောက်ဝရှိပါတယ်သူမလှပပြီးမဲ့ထူဆန်းတဲ့စပင်ရောင်တွေရှိပါတယ်သူမမှာအပြောင်အဝစပင်တွေရရှိပါတယ်တိမ်ပင်လေတစ်ခုလုံးမှာဒီလိုအပြောင်အဝစပင်ရှိတဲ့သူကတယောက်သာရှိပါတယ်ထူရာတော့အဆင့်ကိုကောင်းကင်ဖောက်ထွက်ရေခံရဲ့လီချမ်းမေးပါ ူမကအသက်9နှစ်မှာကျင့်ကြံမှုကိုစတင်ခဲ့ပြီးအသက်9နှစ်အရွယ်မှာအချိန်ကအုံမြင့်16နှစ်မှာအမှုတွေဖယ်စီးခြင်းအဆင့်26နှစ်မှာဒရေသားဝိညာဉ်အဆင့်38နှစ်မှာစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်45နှစ်မှာစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်နဲ့62နှစ်မှာအာနာတ္ထချင်းအဆင့်ကိုရောက်ရှိခဲ့ပါတယ်။အနှစ်တရာကျင့်ကြံပြီးရင်တော့သူမကပုံရင်းအဆင့်ရဲ့အထုံးထဲကိုရောက်ရှိခဲ့ပါတယ်။ ပြီးတော့ကောင်းကင်ဖောက်ထွက်ရေခိုင်တစ်ခုလုံးကသူမကိုကျဉ်ကျပ်အားထုတ်ဖို့အတွက်အင်အားကုန်ထောက်ပံ့ပေးကြပါတယ်။နှစ်လေးရကြာပြီးရဲ့နောက်သူမကနိဗ္ဗာန်အမြောင်းအစင်ရဲ့အထုံးထဲကိုရောက်ရှိခဲ့ပါတယ်။ပြီးတော့နောက်ထပ်နှစ်သုံးရအကြာမှာသူမကနိဗ္ဗာန်တန်းစင်သူအလဲဆင်းကျဉ်ကျပ်သူဖြစ်လာပါတယ်။ပြင်ပမှာနှစ်ငါးရလေးကျင့်ပြီးရဲ့နောက်သူမကကောင်းကင်ဖောက်ထွက်ရေခိုင်မှာအငယ်ဆုံးသောနိဗ္ဗာန်ဖြစ်စည်းသူကျဉ်ကျပ်သူဖြစ်လာခဲ့ပါတယ်။ယနေ့ထိသူမကနှစ်ပေါင်းထောင်သုံးရကျော်ကျဉ်ကျပ်ခဲ့ပြီးနိဗ္ဗာန်ဖြစ်စည်းသူနှောက်ပိုင်းအစင်းကိုရောက်ရှိနေပါပြီ။တိမ်ပင်လေးမှာလီချမ်းမဲဆိုတဲ့နာမည်ကဒါနာရီတစ်ခုပါပဲ။ တပည့်လီချမ်းမီယာဘိုးဘေးကိုဂါရဝပြုပါတယ်အလင်းကပြက်ကွက်သွားပြီးအတွင်းမှာလှပတဲ့အမျိုးသမီးတယောက်ကပေါ်လာပါတယ်စီမောင်မိုးရဲ့ကြောက်စင်းကပေါ်လာပြီးအစင်ငားနဲ့မျိုးသွားပါ ဖြစ်နိုင်ကြောက်စင်းကိုရှာထွေးတဲ့သူကိုရှာပြီးကြောက်စင်းနဲ့တူပြန်ခေါ်လာပါဝမ်းနဲ့ကြည်ခွဲမှုနဲ့ပြင်းထန်နေတဲ့ရှီယောင်းတန်တို့ကရုတ်ထူးအားနဲ့ဖြင်းင်းဆွနဲ့ပြင့်တင်ထလာပါလေ လီချမ်းမရလေးစားစွာနဲ့ခေါင်းညစ်ပြီးထွက်သွားပါတယ်ရုတ်ထုထဲမှာဆန်ဖြူနဲ့အဖိုးကြီးတယောက်ကထိုင်နေပါတယ်သူရဲ့ပုတ်ပွားနေတဲ့ခန္ဓာကိုယ်မှာအဆက်ပြောက်တဲ့အများကြီးရရှိပြီးမျက်လုံးလေးမှာနှမျောတတမှုတွေရလည်းရှိနေပါတယ်အချိန်တော်ကြာပြီးရဲ့တော့သူကခေါင်းခိုင်ရင်ပြီးတပင်းချလိုက်ပါတယ်အကိုကြီးစီမအဲ့တုန်းကဆရာမားခဲ့တာဖြစ်နိုင်တာပဲ မိုးလောတိုက်ခြေတစ်ခုလုံးကညင်တက်သွားပါလေဝလင်းကတနေ့လုံးစေပညာတွေကိုကျင့်ကြံနေပြီးမူလာခိုင်တပည့်တွေအားတောက်ပိုင်းချက်ဝင်ကနေပောက်ကွဲတက်နေကိုမကြာခဏကြားရပါတယ်ဘသူကမှဝင်ရင်မှမဟုတ်ပဲဖြတ်သွားတဲ့အခါလေးစားမှုအကြည့်တွေနဲ့ကြီးနေကြပါတယ်ဝလင်းကတာရဲ့အယူဆေးလုံးတက်စင်တွေကိုလေးလာခဲ့ပြီးနောက်ဆုံးမှမျက်နှာမကောင်းတဲ့အမှုရာဖြစ်သွားပါတယ်သူကအချိန်တော်ကြာစဉ်းစားခဲ့ပါတယ်အာနီးတဲ့နေမှန်ကန်မှုမှန်ကန်မှုကိုလေးလူရှူလိုက်ရင်တော့ဆေးလုံးတန်းစင်ဖို့လိုအပ်တဲ့ဆေးပုံးဝင်အပင်တွေကသူတစ်ခါမှမကြဘူးတဲ့အရာတွေများပါတယ် မူလခံရဲ့မှတ်တမ်းလေးကိုရှာဖွေပြီးတဲ့နောက်ဝင်လင်းကရိမ်းမြို့ထုရှာတွေ့ခဲ့ပါတယ်။စေဘဝင်အပင်သုံးမျိုးဖြစ်တဲ့ကျဲပြောင်းလဲတစ်တာ၊ငကားကျဲမျက်ပင်နဲ့ပြက်သုံးပန်းတို့ကနှစ်ပေါင်းထောင်ချီတွေရရှိခဲ့ပါတယ်။အဲဒီတုန်းကတော့အလွန်အမရှာပါပြီးအခုခေတ်မှာမြို့တုံးသွားပြီလို့ဆိုရပါမယ်။ဒုဝရရင်မူလခံရဲ့မှတ်တမ်းမှာရိမ်းမြို့ထုကတော့ရှိနေပါတယ်။သူတို့ရဲ့အဆင့်ရှိမူလခိုင်းမှာကျဲပြောင်းလဲတစ်တာအပိုင်းစားလေးတွေရရှိနေသေးတယ်လို့ထင်ရပါတယ်။အရေးကြီးဆုံးကတော့နိဗ္ဗာန်လီဟာနဲ့စီလုံးကအဆင့်73တားရဲ့ကိုရောက်ရဲ့ဝိညာဉ်တွေကိုလိုအပ်ပါတယ်။ သူတို့ရဲ့ဝိညာဉ်တွေကိုပေါင်းစပ်မှသာစေလုံးကိုအသုံးပြနိုင်မှာပါဒါပဲဆိုရင်တော့ပြဿနာမရှိပေမဲ့အောင်မြင်မှုတော့အလွန်နေပါပါလိမ့်ဒါအပြင်တားရဲရိုးအစိတ်ပိုင်းကိုအခြေခံအနေနဲ့အသုံးပြရပါမယ်စေလုံးထဲကိုပျော်ဝင်အောင်လုပ်ထည့်ရပါမယ်မအောင်မြင်တိုင်းတားရဲရိုးကအနေငယ်မဲလာပြီးလုံးဝမဲသွားရင်စေလုံးတန်းစင်လို့မရတော့ပါဘူးအောင်မြင်မယ်ဆိုရင်တော့တားရဲရိုးကပျောက်ကွယ်သွားပြီးစေလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားပါလိမ့်မယ်သူ့ရဲ့လက်ထဲကတားရဲရိုးကိုကြည့်လိုက်တော့မဲတော့မမဲပြင်မယ်အယောင်တော်တော်ရင်းနေပါပြီအချိန်အနေငယ်ထပ်ပို့ပြီးတော့အသုံးပြလို့ရမှာမဟုတ်ပါဘူး ဒီသားရဲ့ရိုးကိုအခြားလူတွေကအချိန်ပေါင်းများစွာပြပင်ခဲ့ပြီးသားပဲဒါပေမဲ့သူတို့အားလုံးကမောင်မြင်ခဲ့ဘူးမဟုတ်ရင်ဒီသားရဲ့ရိုးကရှိမှမဟုတ်တော့ဘူးကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်